ဇလန်လီရဲ့ဆောက်မှာတော့မြို့ရဲ့တနေရာမှာခီတာဇာဝါခေါင်းဆောင်တဲ့လူမိုက်တရာကျော်လောက်ကတစုံတစ်ယောက်ကိုစောင့်နေခဲ့ပါရီခီတာဇာဝါကတော့သူနဲ့အတူရှိနေတဲ့လူအုပ်ကြီးကိုကြီးကအရန်ကိုအားတက်နေခဲ့ပြီးသူတို့တွေ့ရမှာကအကောင်လေးတယောက်ဆိုပေမဲ့တာမန်ကောင်လေးမဟုတ်ဘူးလို့ပြောလိုက်ပြီးကောင်လေးလာရင်အတကုံသမားဖို့ပြောလိုက်ပါရီဒါကိုကြတော့ကျန်တဲ့လူမိုက်တီကလည်းသူတို့ရဲ့လက်နက်တွေကိုအသီးသီးထုတ်ယူလိုက်ပြီးတက်ကြွနေခဲ့ပါရီဒါကိုတဖက်ကွယ်ကနေကီရိုတို့ကစောင့်ကြည့်နေပြီးရိုဂီကတော့သူတို့ရထားတဲ့တရင်ကအမှန်လို့တယ်လို့ကီရိုကိုပြောလိုက်ပါရီ ဒါပေမဲ့ rookie ကဒီလိုမျိုးလူအများကြီးတွေကိုကောင်းလေးတစ်ယောက်ကဘာလာလုံးမှလဲလို့နားမလည်စွာမေးနေပြီးဒါကကောင်းလေးအတွက်သူ့ကိုယ်သူတတ်တည်တဲ့ပုံစံဖြစ်သွားနိုင်တယ်လို့လည်းပြောနေခဲ့ပါတယ်။ဒါပေမဲ့ Kido ကတော့ rookie ကိုပါဇက်ပိတ်ပြီးဒိတ်ဒိတ်လေးကြည့်နေဖို့သာပြောလိုက်ပါတယ်။အဲ့ဒီချိန် Kitazawa ရဲ့နောက်ကိုဗလာတောင်းောင်းတဲ့လူကြီးတစ်ယောက်ကရောက်လာပြီး Kitazawa ကိုလမ်းခေါ်လိုက်ပါတယ်။သူ့ရဲ့တန်ကိုကြတော့ Kitazawa ကလှည့်ကြည့်လိုက်ပြီးအခု Naito လို့ပြောကဝမ်းသာသွားခဲ့ပါတယ်။အားလုံးကအတော်လေးကိုဝမ်းသာနေကြပြီး Naito ရောက်လာတာကိုအားတစ်ခုလို့ထင်နေခဲ့ကြပါတယ်။ နိုင်တို့ကကီတာဇာဝါကိုဒါရီကဘာရီလဲလို့မေးလိုက်ပြီးနောက်ကလူမိုက်တီဝကြီးကဒီငကြောင်နေအားလုံးကအကောင်လေးတယောက်အတွက်ရောက်လာတာလားလို့မေးလိုက်ပါရီနိုင်တို့ရဲ့မိကြောင်ကီတာဇာဝါတယောက်နိုင်တို့ရဲ့ရှေ့မှာခေါင်းကိုညှို့ထားလိုက်ပြီးသူ့ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့မမီးဖို့တောင်းပန်နေခဲ့ပါရီအဲ့ဒီအချိန်ခက်လန်းလန်းကနေအကောင်လေးတယောက်ကသူ့စီကိုရှောက်လာနေကြကြောင်းကီတာဇာဝါကမတ်တက်ရက်လိုက်ပြီးအသိမြင်ထားနေခဲ့ပါရီအဲ့ဒီအချိန်ကောင်လေးကခြံစည်းရိုးနောက်မှာမတ်တက်ရက်သွားတာကြောင့်ကီတာဇာဝါကကောင်လေးကိုဘာဂီမင်းခြံစည်းရိုးကိုကြောမလာရဲဘူးလားလို့သွားဆွပေးနေပါရီ ။နိုင်တူကတော့ဘာဂီကိုကြည့်လိုက်ပြီးတာမန်ကောင်လေးတယောက်လိုပါပဲလို့အထင်သေးတယ်လို့ပြောလိုက်ပါရီ။ဒါပေမဲ့သူ့ရဲ့စကားအဆုံးမှာတော့ဘာဂီကချန်စီယိုဘော်ကိုခုန်တက်လာခဲ့ပြီးအတွင်းကိုခုန်ချလိုက်ပါရီ။တစက်ထဲမှာပဲဘာဂီကနိုင်တူစီကိုပြေးဝင်သွားခဲ့ပြီးနိုင်တူရဲ့လယ်ဝင်းကိုသူ့ရဲ့ခြေထောက်တွေနဲ့ချိန်ထားလိုက်ပြီးနိုင်တူကိုစတိုက်ထိုးချိန်ပြစ်လိုက်ပါရီ။ပြီးတော့ဘာဂီကသူ့လက်နှစ်ဖက်နဲ့နိုင်တူရဲ့ခေါင်းကိုအားနဲ့ညှပ်ထားလိုက်ပြီးခေါင်းနဲ့တိုက်ပြစ်လိုက်ပါရီ။ဒါကြောင့်နိုင်တူတယောက်ဘာမှတော့မပါလိုက်ရပဲခွေကြသွားခဲ့ပါတော့တယ်။ အဲ့ဒါကိုမြင်တော့ဂီတာဆာဝါကဒေါသထွက်သွားပြီးဘာဂီကိုဓာတ်နဲ့ရွေးလိုက်ကမင်းကမင်းအရန်မိုက်နေတဲ့အထင်းနေရာလားလို့မေးလိုက်ပြီးသူ့ရဲ့ဓာတ်နဲ့ဆိုရင်မိုက်နိုင်အောင်မလားလို့ပြောလိုက်ပါရီဒါပေမဲ့ဘာဂီကမထုံတက်တေးရုပ်နဲ့အရှိကိုဒိုးလာပြီးဂီတာဆာဝါရဲ့ဓာတ်နဲ့သူ့ရဲ့ရင်ဘတ်ကိုထိပေးလိုက်ပါရီဒါကိုမြင်တော့ဂီတာဆာဝါတယောက်သွေးပြတ်သွားပြီးစရလို့ပြောလိုက်ပေမဲ့ဘာဂီရဲ့လက်မှာအဓိခံလိုက်ရပါပြီဒါကိုကြည့်နေတဲ့ရူဂီကတော့ဘာဂီရဲ့တံမာမှုကိုအံ့ဩနေခဲ့ပါရီအဲ့ဒီအချိန်လူမိုက်တွေကတော့ဘာဂီရဲ့မခန့်လေးစားပုံစံကိုစိတ်တုန်နေပြီး ဒီမှာလူတရာလောက်ရှိနေတာကိုမင်းသတိမထားမိဘူးလားလို့ပြောလိုက်ပါရီဒါကိုကြတော့ဘာဂီကယီနေခဲ့တာကြောင့်လူမိုက်တီကပို့ပြီးတော့ဒေါသထွက်လာပါရီသူတို့ကဘာဂီကိုမင်းဘာလို့ယီနေရလဲလို့မေးလိုက်တော့ဘာဂီကမင်းတို့ထဲက၄ယောက်လောက်ပဲတိုက်ခိုက်နိုင်တယ်လို့ပြောပြီးပြေးဝင်သွားခဲ့ပါရီပြီးတော့သူကလူမိုက်တီကိုမြန်မြန်ပဲထိုးချိတ်နေခဲ့ပါရီတဖက်ကလူမိုက်တီကလည်းလူဝင်အားနဲ့ဝင်ကဝိုင်းရိုက်ဖို့ကြိုးစားနေခဲ့ပါရီကီတိုကတော့ရံပွဲကိုကြည့်နေရင်ဘာဂီကသူ့စီကိုတခါဝင်လာရင်လူ၄ယောက်ပဲဝင်လာနိုင်တာကိုသိနေတယ်လို့ရိုဂီကိုရှင်းပြလိုက်ပါရီ ဒါပေမဲ့ရော်ကီကတော့ဘာကီအနေနဲ့အဲ့လိုဆိုရင်တော့မှဘွဲစဉ်25ဘွဲလောက်ကိုစက်တိုက်ထိုးယူရမှာလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ဘာကီကအရိုက်ခံလိုက်ရပြီးသူကလဲကျသွားခဲ့ပါတယ်။ဒါကြောင့်အားလုံးကသူ့ကိုဝိုင်းကန်ကြောင်းနေပြီးဘာကီကတော့သူ့ရဲ့လက်ကနေရုံထွက်ဖို့လုပ်နေခဲ့ပါတယ်။ရော်ကီကဒါကိုမြင်တော့ကီရိုကိုဘွဲကိုတားဖို့ပြောပေးမယ်။ကီရိုကတော့ငြိမ်ပြီးကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်ဘာကီကတစ်ဖက်ကိုရှောင်ထွက်သွားပြီးစီယိုနာကိုပြေးသွားခဲ့ပါတယ်။ဒါကြောင့်လူမိုက်တီကလည်းဘာကီရဲ့နောက်ကိုပြေးလိုက်လာပြီးထပ်မံရိုက်နှက်ကြပြန်ပါတယ်။နောက်တော့လူအများနဲ့မလို့ဘာကီကခံလာရပါတယ်။ ်ဂီတိုကအဲ့ဒီအခါရိုကီကိုဒီပွဲကိုသိမ်းဖို့အတွက်ခြံရောက်ပြီးတော့ပြောလိုက်ပြီးဝီစီကိုမှုတ်လိုက်ပါတယ်တဖက်မှာဘာကီကိုမဲဖြတ်နေတဲ့လူမိုက်တွေကလည်းရုတ်တရက်ပေါ်လာတဲ့အရာရှိကြောင်းတယောက်ပြီးတယောက်ထွက်ပြေးသွားခဲ့ပါတယ်လဲကျနေတဲ့ကောင်းလေးတွေကိုဂီတိုကအင်ကိုပြန်ဖို့အတွက်ပြောလိုက်ပြီးဘာကီကိုလည်းထားတော့လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်သတိပြန်ဝင်လာတဲ့ဘာကီကဂီတိုကိုလူမားပြီးတော့ကန်ပြစ်လိုက်တာကြောင့်ဂီတိုရဲ့သွားကနာကျင်သွားခဲ့ရပါတယ်ဒါကိုမြင်တော့ရိုကီကဘာကီကိုအရာရှိကိုအပြစ်ကျူးလွန်လို့မင်းကိုဖမ်းမယ်လို့ပြောလိုက်တော့ကီတိုကရိုကီကိုလက်ကပြလိုက်ပါတယ် ဘာဂီကလဲကြနေတဲ့လူတွေကိုကြည့်လိုက်ပြီးတဖက်မှာလည်းကိုရီးယားကာဝါကဘာဂီရဲ့အမိကိုဘာဂီအမောက်တိတ်လိုက်နိုင်တဲ့လူစီရင်ကိုပြောပြပေးလိုက်ပါတယ်။ဒါကိုကြတော့မတန်ကနောက်ထပ်လူထပ်ရှာဖို့ကိုရီးယားကာဝါကိုပြောလိုက်ပါတယ်။ပြီးတော့သူမကဘာဂီကိုရှောင်းနာကရှောင်းနာပဲလို့ပြောနေကြတာပါ။အဲ့ဒီအချိန်ဘာဂီကလည်း38ယောက်ပဲအမောက်တိတ်နိုင်လိုက်တာကြောင့်မကြည်မနှက်ဖြစ်နေခဲ့ပြီးသူကလူ90လောက်ကိုအနိုင်ယူနိုင်မယ်ထင်ထားတာလို့ပြောလိုက်ပါတယ်။ဘာဂီကအဆုံးထိသူ့အနေနဲ့ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ထင်နေခဲ့ပေမဲ့မျှော်လင့်သလိုဖြစ်မလာလို့စိတ်ပြန်နေပါတယ်။ အဲဒီနောက်သူကအိမ်ကိုပြန်လာပြီးကီရိုတို့ကလည်းနောက်ကနေလိုက်လာနေခဲ့ပါသည်။ဘာကီကကီရိုကိုသူ့ရဲ့နောက်ကနေဘလောက်ထိရှောက်လိုက်နေမှလဲလို့မေးလိုက်တော့ကီရိုကသူ့အနေနဲ့ဘုံနေတဲ့ကောင်းကြီးကဘာကီကိုရန်ရှာမှာဆိုလို့လို့ပြောလိုက်ပါသည်။ရူကီကတော့ဘာကီကိုချီးကျူးနေပြီးဘာကီကဒီအတွက်ကျေးဇူးတင်နေခဲ့ပါသည်။အဲဒီနောက်ဘာကီကအိမ်ရှိကိုရောက်တော့သူတို့ကနေရံပေါ်မှာဘာကီကိုမင်းတော့တေးပြီဆိုတဲ့ချင်းချောက်စာတွေကိုရေးထားတာတွေ့လိုက်ရပါသည်။ဒါကိုမြင်တော့ရူကီကအံ့ဩသွားခဲ့ပြီးကီရိုကတော့ဘာကီနဲ့ရန်ဖြစ်တဲ့သူတွေရဲ့လက်ချက်ပဲလို့ပြောလိုက်ပါသည်။ သူတို့ကဘာဂီကိုထိလို့မရတာကြောင့်အခုလိုစာရီရေးသွားခဲ့တာပါရကီကဒီလိုစာရီရေးတာကဘာဂီရဲ့မိသားစုဝင်တွေကိုအနောက်ရှက်မဖြစ်ဘူးလားလို့မိတော့ဂီရိုကဒီနေရာမှာဘာဂီအပြင်ဘယ်သူမှမနေဘူးလို့ပြောလိုက်ပါရီဒါပေမဲ့ရကီကဘာဂီမှာမိဘတွေမရှိတော့ဘူးလို့ထင်သွားခဲ့ပါရီဂီရိုကတော့ဘာဂီရဲ့မိဘတွေကဒီမှမနေတာလို့ပြောနေချင်းဘာဂီကတော့ဂီရိုကိုစကားပြောတာရက်အောင်မှလာလို့မိလိုက်ပါရီပြီးတော့သူကအိမ်ထဲကိုဝင်သွားပြီးဂီရိုကိုစစ်လိုက်ပိုင်းကိုပြန်ကောက်ဖို့အတွက်ပြောလိုက်တာတကားပိတ်သွားခဲ့ပါရီဒါကြောင့်ဂီရိုကစစ်လိုက်ကိုပြန်ကောက်လိုက်ပြီး ရူဂီကိုဒါကဘာဂီပဲလို့ပြောလိုက်ပြီးမြို့ရဲ့ရံပွဲတော်တော်များများကဘာဂီနဲ့ပတ်သက်နေရလို့ပြောပြလိုက်ပါတယ်။ပြီးတော့ဘာဂီဟာ73နှစ်သာရှိသေးတဲ့ကောင်လေးပဲလို့ပြောလိုက်တော့ရူဂီတယောက်အတော်လေးကိုထိတ်လန့်သွားခဲ့ပါတယ်။တစ်ဖက်မှာဘာဂီကတော့သူ့ရဲ့ရှုပ်ပွားနေတဲ့ခန်းထဲမှာတယောက်တည်းထိုင်နေပြီးသူ့ရဲ့ဒီနေ့အချိန်ကသူ့အဖေရဲ့တမနစ်ကိုတော့မမှီဘူးလို့ပြောနေခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ဘာဂီကထုံးစံတိုင်းသူ့ရဲ့လေ့ကျင့်ရေးခန်းကိုသွားလိုက်ပြီးနီးပြားကတော့သူ့ကိုစောင့်နေခဲ့ပါတယ်။နီးပြားကသူ့ရဲ့ဒဏ်ရာတွေကိုမြင်တော့မင်းအကျိတ်ခံလာရတာလားလို့မေးလိုက်ပြီးဘာဂီကတော့ထားလိုက်ဖို့အတွက်ပြောပါတယ်။ နီးပြားကဘာကီကိုလေ့ကျင့်ရင်လုပ်နေချိန်ရံမဖြစ်ဖို့အတွက်တတိပေးလိုက်ပြီးမဟုတ်ရင်မင်းဖေကိုမိမာမဟုတ်ဘူးလို့ပြောတော့ဘာကီကနီးပြားကိုပါးစပ်ပိတ်ထားဖို့အတွက်ပြောလိုက်ပါတယ်။ဒါကိုကြားတဲ့နီးပြားကဘာကီကိုမင်းစိတ်ကြည်မနေဘူးပဲလို့ပြောလိုက်ပြီးလေ့ကျင့်ခန်းစားဖို့ပြောလိုက်ပါတယ်။သူတို့ကဘာကီကိုခန္ဓာကိုယ်အတွက်လေ့ကျင့်ခန်းတွေကိုစားလုပ်ခိုင်းခဲ့ပြီးခဏကြာတော့ရက်ခန်းလိုက်ပါတယ်။နီးပြားကဘာကီကိုဒါကရန်ကိုကောင်းနေလို့ပြောလိုက်ပြီးနောက်ထပ်ပုံစံတစ်ခုကိုထပ်သွားဖို့အတွက်ပြောလိုက်ပါရီဒါပေမဲ့ဘာကီကတော့ညင်လိုက်ပြီးဒါရီကသူ့အတွက်ဘာမှထူးမလာဘူးလို့ပြောလိုက်ပါရီ ဒါကိုကြတော့နီးပြားကလန့်သွားခဲ့ပြီးဘာဂီကိုသူရဲ့လေးချင်းငန်းကိုသာအမြဲလုပ်မယ်ဆိုရင်ဘာဂီအားကသူများနဲ့မတူပဲထူးခြားလာမှလို့ပြောလိုက်ပါရီဒါပေမဲ့ဒေါသထွက်နေတဲ့ဘာဂီကတော့နီးပြားကိုမင်းနဲ့ကိစ္စပြတ်ပြီလို့ပြောလိုက်ပြီးသူ့အနေနဲ့ဒီမိုက်တွေကိုတရက်ကိုအကျိန်60လောက်လုံနေရတာတော်လောက်ပြီလို့ပြောလိုက်ပါရီသူကနီးပြားကိုစိတ်တုန်နေပြီးဒီလေးချင်းမှုတွေကဘာမဟုတ်တဲ့လူတရားကိုတော့မှမနိုင်ဘူးလို့ပြောလိုက်ပြီးလေးချင်းအဆက်တွေအားလုံးကိုကန်ကြောဖြတ်စီပြလိုက်ပါရီအဲ့နောက်ဘာဂီကနီးပြားအားလုံးကိုမင်းတို့နဲ့ငါနဲ့ကိစ္စပြတ်ပြီလို့ပြောလိုက်ပါရီ အဲ့ဒီနောက်မှာတော့နီးပြဖြစ်သူဟာဒီအကြောင်းကိုမရန်ကိုပြောပြလိုက်ပါရီဘာဂီရဲ့မိကဒါကိုကြားတော့သူမရဲ့သားကသူဘာသာသူရင်းချက်လာပြီပဲလို့တွေးနေခဲ့ပါရီအဲ့ဒီအချိန်ကိုရီယာကာဝါကဂီတာဇာဝါကိုတွားတွေ့ပြီးဂရီအတိုင်းပတ်စံတန်းပေးခဲ့ပါရီဒါပေမဲ့ဂီတာဇာဝါကတော့ဒါကမလောက်ဘူးလို့ပြောလိုက်ပြီးသူတို့အထက်ကတဝက်လောက်ကဒဏ်ရာရသွားခဲ့တယ်လို့ပြောလိုက်ပါရီကိုရီယာကာဝါကတော့သူတို့ရဲ့သဘောတူညီချက်အရဒဏ်ရာရတာတွေကသူတို့နဲ့မဆိုင်ဘူးလို့ပြောလိုက်တော့ဂီတာဇာဝါကဒေါသထွက်ပြီးကိုရီယာကာဝါကိုမင်းရဲ့တထီးနဲ့တိုင်မယ်လို့ပြောတာအင်ကြီးစာကိုဆွဲလိုက်ပါရီ ဒါကြောင့်ကူရီယာကာဝါကဂီတာဇာဝါရဲ့ဘောင်းမီတွေကိုကော်ဖီပူရီလောင်းထည့်ပေးလိုက်တော့ဂီတာဇာဝါကဓာတ်ကိုထုတ်ကချင်းချောက်လိုက်ပါရီဒါကိုမြင်တော့ကူရီယာကာဝါကအပေါ်ကဖန်ချောင်းကိုဖျော်ယူကဂီတာဇာဝါကိုတိုက်ခတ်လိုက်တော့ဂီတာဇာဝါကလန်သွားပြီးပြန်တောင်းပန်ခဲ့ပါရီတဖက်မှာတော့ဘာကီကသူ့အနေနဲ့တမာချင်းနဲ့လို့တွင်းနေပြီးဒါပေမဲ့ဘာလို့ရမယ်မှန်းမသိဖြစ်နေချင်းသူကလေ့ကျင့်နေတဲ့ယူရီကိုမြင်သွားခဲ့ပါရီတဖက်မှာလည်းကူရီယာကာဝါကဘာဂီအတွက်နောက်ထပ်ပြိုင်ဘက်ကိုလိုက်ရှာနေပြီးဘာဂီကတော့ယူရီရဲ့နောက်ကိုလိုက်သွားကြည့်နေခဲ့ပါရီ အဲဒီနောက်သူကယူရီကိုလက်ဝိတ်စင်ပေါ်မှာဒီနွိုင်းနဲ့ထိုးတက်နေရအောင်မြင်သွားခဲ့ပါတယ်။ဒါကြောင့်မလို့ဘာဂီကစိတ်ဝင်စားသွားပြီးဘီနောက်ကကောင်လီကတော့ဘာဂီကိုယူရီရဲ့အကြောင်းတွေပြောပြပေးခဲ့ပါတယ်။အဲဒီချိန်တစ်ဖက်မှာလည်းပဲကူရီယာကာဝါကဟန်နယာမာဆိုတဲ့15နှစ်အရွယ်ကောင်လီအကြောင်းကိုနားထောင်နေပါတယ်။ဟန်နယာမာကငငယ်လေးနဲ့ခေါင်းဆောင်ဖြစ်နေတဲ့သူဖြစ်ပြီးတစ်ဖက်လူကြီးကကူရီယာကာဝါကိုလိန်ခံထားရတဲ့အကျွေးစီးကိုပေးလိုက်ပြီးဟန်နယာမာအားပြသလိုက်ပါတယ်။တစ်ဖက်မှာတော့ ယူရီကဒီနွိုင်းကိုတိုက်ခိုက်ပစ်လိုက်ပြီးအနိုင်ယူပစ်လိုက်ပါတယ်။အဲ့ဒီအချိန်ဘာဂီကတော့ယူရီကိုသဘောကျနေပြီးသူနဲ့ထပ်ပြီးတိုက်ခိုက်ပေးဖို့တောင်းဆိုလိုက်ကဇလန်လီကလည်းတခန်းရက်သွားခဲ့ပါတယ်။